တယောက်နဲ့တယောက်တော့အမြင်ကြီးမလို့တချို့လူတွေကြောက်ရလဲဒါတွေကိုခံစားတတ်ချင်မှခံစားတတ်မယ်ပေါ့နော်ဒီဟာကိုလုံနေတာပောက်ကြရီလုံနေတယ်လို့ထင်ငောင်းလဲထင်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီကားလေးကျကိုလုံနေတဲ့ဟာလေးတွေနဲ့ကိုလုံနေတဲ့အရာလေးတွေသူတို့နေရာမမှန်လို့ရှိရင်ဘယ်ရာမှကြည့်မှာမဟုတ်ဘူးသူ့နေရာနဲ့သူရောက်သွားပြီဆိုလို့ရှိရင်လှသွားတယ်ပေါ့နော်ကျွန်တော်နာမည်ရဲသူထပ်ပါ လုံးဖြစ်တဲ့ရည်ရွယ်ချက်ကတော့ဒီပလင်းတွေကိုတော့ခွက်လုပ်ကြတာဒါ recycle ပြန်လုပ်တာပေါ့နော်သုံးမွေတော့တဲ့ပစ္စည်းကိုသူတို့နောက်ဘဝတစ်တခုပြန်ပေးလိုက်တာပေါ့အဲ့ရနေပဲစတာပေါ့ဒါပဲဟိုအဓိကတော့ပထမတော့ကိုယ့်ဘက်ကိုဝါလာပါလို့လုံရင်းနဲ့တခြားလူတွေကလည်းလိုချင်တယ်အဲ့လိုမျိုး whisky ကိုထားကြကြလေးတောက်ချင်တယ်ပေါ့အဲ့လိုမျိုးသူတို့သူတို့တွေကလာပြီးတော့သူတို့ပလင်းလေးတွေလာပြီးတော့လာပေးကြတယ်ဗောနော်ပင်းနဲ့ဖြတ်ပေးပြင်းနဲ့ဆက်လုပ်ဖြစ်သွားတာဗောနော် ျွန်တော်ဟိုးရင်နေရဗျ။အိုးရင်နေရဆိုတော့ကြာပြီ။ငငယ်တွေကအဲ့လိုမျိုးတစ်ခုခုလုံရအဲ့လိုလူကြီးတွေအမြင်ရောရှားလူမြင်ဆိုလို့ရှိရင်တော့ကျွန်တော်ပေါက်ကရလုံနေရပေါ့။တကယ်လည်းပေါက်ကရလုံတာပါ။ပေါက်ကရလုံရင်လုံရင်လည်းဘာဖြစ်လာလဲဆိုတော့ကိုကိုကလည်းအဲ့လိုတစ်ခုခုဆိုလို့ရှိရင်ကျွန်တော်ဖန်သေးတယ်လေ။ပြန်နောက်တစ်ခုကလည်းဟိုအမိုက်တွေပါအဲ့လိုမျိုးတွင်ပြန်သုံးလို့ရမယ့်ဟာတွေပေါ့နော်အဲ့ပြန်သုံးလို့ရမယ့်ဟာတွေကို ျွန်တော်အဲ့အဲ့လိုနောက်တော့နောက်ဘဝတစ်ခုအနေနဲ့ကျွန်တော်ပြန်ဖန်နေရပါဘူးတစ်တုံတစ္ဆာလေးကအစားအဲ့လိုမျိုးပေါ့တနည်းအားဖြင့်ထားလိုက်တယ်ညီရောက်ဒီတိုင်းထားရင်တော့ရှုပ်သွားပြီးကြည့်လို့မကောင်းဘူးပေါ့နော်တစ္ဆာပက်တန်စီလိုက်တယ်ညီညီစီစီထားလိုက်တယ်ဆိုဘယ်ရမှာဆိုအကုန်လုံးလှတယ်ပေါ့အဲ့အဲ့လိုမျိုးကြောင့်လည်းလှုပ်ဖြစ်တာများတယ်ဒီလှုပ်တွေကတော့ပလင်းဖြတ်ဖို့ကတော့ကြာပြီနီးလည်းမသေးဘူးအိမ်ကဟိုကထားပါတော့ငရုတ်စီပလင်းတို့ငပြားကြီးပလင်းတို့ရှိတယ်အဲ့ပလင်းတွေကိုတဲသုံးပြီးလှုပ်လှုပ်ပြလိုက်ရအဲ့ လုတ်ပြစ်လိုက်ရတော့အဲ့ဟာတွေငါငါတို့ဘလို့ပြန်သုံးဝင်ကောင်းလဲပြန်ရောင်းပြန်ရောင်းပြန်ရောင်းလို့ရတော့ရတယ်ကိုကိုရီးယားတေချာတော့မသိဘူးအဲ့ဒါတွေဘလို့ပြန်သုံးလဲပေါ့နော်ဒါပဲနောက်ပိုင်းငယ်စီပလင်းတွေဆိုတာဘီယာပလင်းတွေပါလာတာတွေပါရှိလာအဲ့ရနေပြီးတော့ဩဒါဆိုလို့ရှိရင်ငါငါတို့တခုပြန်သုံးလို့ရတာပဲဆိုဘာဖွင့်လဲဖွင့်ရောအဲ့ပါရပလင်းတွေကရောက်လာတယ်နောက်ပိုင်းဘာဒနာတင်တန်းတွေပါတက်အဲ့ရကြောင်းတွေပါလေးလာအဲ့လိုမျိုးလော်ရတယ်တဖြည်းဖြည်းနဲ့တိလာတဲ့အခါမျိုးကြောင့် အရက်တူတွေလည်းထပ်ပြီးတော့များလာတယ်တတော်ကြီးကိုများလာများလာတော့ကုံတော့ကလည်းအရက်ရက်တောက်တဲ့လူမှန်သမျှအိုက်ပလင်းတွေဘာလုံးလဲဆိုတော့ခွဲပြတယ်ဆိုတာကြီးပဲအဲ့လိုမျိုးပေါ့အဲ့ရနေပြီးတော့ငါဘာလုံးရင်ကောင်းမလဲဆိုပြီးတော့စပြီးတော့အဲ YouTube တို့ Instagram တို့အဲ့ရနေပြီးတော့ကျွန်တော်လေ့လာလေ့လာပြီးသူတို့လှုပ်တဲ့အတိုင်းကျွန်တော် live လုပ်တယ် live လုပ်တော့ဘာဖြစ်လဲလူဆိုတာသိသိရမှာဟုတ်ကိုကိုတိုင်းလှုပ်ကြည့်တော့ဗာဟာဒီလောက်ခတ်ပါလားဒီလောက်ဟိုပါဖြစ်ပါလားဆိုတော့သိတယ်သင်နေတဲ့အဲ့ဒါလည်းအာလှုပ်ရရှိတာတော့လှုပ်နေမယ်ကွာလို့ ဒီအကျိုးမြတ်မရရင်တော့မာလို့ဒီပလင်းတွေအရက်တူပြန်မပြောဘူးပေါ့ပလင်းကိုဒီလိုဖြတ်လိုက်တာအရမ်းလွယ်တယ်အဲ့အဲ့ဒီနှက်ခမ်းတွေကိုပြန်ပြီးတော့လုံးရဟာခက်ခက်တယ်ပေါ့နော်ပြန်ခမ်းမတဲ့လဲကွဲတတ်တယ်ဆိုတော့ဒါလည်းကျွန်တော်အခုမှစမ်းတတ်နေတော့မှအကုန်လုံးဟိုပြီးပြီးပြေဆုံးတယ်ဆိုတော့မရှိသေးဘူးကျွန်တော်ဒါပေမဲ့အကောင်းဆုံးတော့လုတ်ပေးတာပေါ့စပြတဲ့ကပလင်းတွေကွဲနေရသူ300လောက်ရှိတယ်ကျွန်တော်အဲ့တော့မှတ်မှတ်ရရပါ အလုံး20လောက်မသိဘူးဖြတ်တာနှလုံးပဲရလုံးဝတကယ်နှလုံးပဲနှလုံးတော့မှအဲ့လိုကောက်ကောက်မုံမုံရတာပေါ့နော်ဒါဆန်းတက်တဲ့အချိန်ပေါ့ဆန်းတက်ကတာဆိုတာကိုယ်တင်ပေးမဲ့လူမရှိသလိုပြောပြမဲ့လူလည်းမရှိဘူးပလင်းတလုံးကိုကျွန်တော်ဖြတ်ဖို့အတွက်ကျွန်တော်လိုင်းဆွဲတယ်ပေါ့နော်လိုင်းဆွဲတယ်အဲ့ဖီအားတွေမှာအဓိကမကြောက်ဘူးအဓိကကတော့သူ့အပူအေးမြအောင်ပေးဖို့ကအဓိကပဲအရင်ပူပြီးတော့အရင်အေးဝါရယ်လဲကွဲဝါတတ်တယ်အရင်မပူဘဲနဲ့အရင်မင်းရယ်လဲမပြတ်တတ်ဘူး ။သူအဲ့အဲ့ကြားထဲမှာပေါ့အဲ့ဟာကြတော့လေဟိုလုံရင်နဲ့တိသွားတာ။နီးစပ်ဆုံးပေါ့နော်။ရင်နွေးရဲ့ဘယ်အပူချိန်လောက်ဆိုလို့ရှိရင်ဘယ်နှစက္ကန့်လောက်စိမ့်ရတယ်ပေါ့။မင်းရေခဲကိုဘယ်လိုစိမ့်ရတယ်ပေါ့။အဲ့အရာကြီးကကြတော့ကျွန်တော်ကကျွန်တော်မေးတယ်ဟိုဟာဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တခါလေးပြောပြခါလီတိုင်းလေဗီဒီယိုလေးတွေပို့ပို့ပေးလိုက်တယ်ပေါ့နော်။ကျွန်တော်ဒီမိုးလေးလောက်ကြတယ်ပေါ့နော်။အခုဒီ ဒီမိုးမိုးနဲ့ကြောင်ကျွန်တော်တခါတည်းချိန်ချိန်ကအခုဥမာထားပါဒီကဒီပလင်းဖင်တာလောက်ဖြတ်မယ်ဆိုပလင်းဖင်တာလောက်ကိုရွှေ့ရတာပေါ့နော်ဒီထိပ်ပိုင်းဖြတ်မယ်ဆိုထိပ်ပိုင်းကိုရွှေ့ရတာပြီးရင်နောက်တစ်ခုကဒီအဓိကဒီဒီခေါင်းမလဲအောင်ပေါ့ခေါင်းကတော့ဒါဒီလိုမျိုးဖိပြီးတော့ပဲဖိဖိချင်းဆွဲပြီးတော့ငိန်တော့မှဒီခေါင်းကိုဖိရတယ်ဒီခေါင်းကိုရှေ့ကိုတွန်းပြီးတော့လှည့်ရတယ်ပေါ့ဒါပေမဲ့ဒါတခါလေးကျရင်လည်းကျွန်တော်တို့လုံနေပြီမဲ့လေဒါ တလုံးဖြတ်ရင်တလုံးရကြမှာရတာခါလီချက်ကွဲသွားတဲ့ဟာကြီးရှိရပေါ့နော်ကားဆိုကြဟိုဘန်ဘန်အုံးလုံးလို့ပေါ့ဒီဒီဒီဟာလေးကြီးစိုက်စိုက်မလို့ပေါ့ဒီဖြတ်တာအဆင်ပြေတယ်အဲ့နှကန်းလုံးရတာနည်းနည်းခက်တယ်အဲ့တော့ဒီဒီဟာလေးကြီးကပန်းဆိုင်လို့ရှိရင်တက်လို့ရပေါ့အဲဒါမဲ့နှကန်းนี่ဒါဟိုမလုံးနိုင်ဘူးဒီ မချောက်ဒီဇောင်းလေးတွေပဲလုံးမယ်ဒီအလဲမလုံးဆိုလို့ရှင်လေဒီခွက်ကလေးတွေတို့ပင်ထည့်ဆိုင်လို့ရတယ်